သွေးလုံးတုပ်ကွေရသည့်ချိန်မှာချင်းကိုက်မခံရပါစေနဲ့။နေညချင်းထောင်နဲ့အိတ်တဲအလေးအထရှိပါစေ။အဝတ်အစားကိုလုံလုံခြုံခြုံဝတ်ဆင်ပါ။ချင်းပြေးမဲ့လူစီဖျားစီတွေသုံးပါ။နေအိမ်ဝန်းကျင်ကို ချင်းမပေါက်ဖွားနိုင်အောင်တန်ရှင်းစွာထားပါ။စကိုင်းမြို့အထက်မှာစစ်ကောင်စီရဲ့မြို့နယ်မှုကိုတိုင်ဆင်းပြီးပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်ဒီဇင်ဘာလ၈ရက်ဒီနေ့မနက်၉နာရီဝန်းကျင်ကစကိုင်းမြို့အထက်မုံရမန္တလေးလမ်းပေါ်ကောင်းမှုတော်ဘုရားအကျော်ကယထာတန်လန်းအကူမှာစစ်ကောင်စီရဲ့ရဲတပ်ဖွဲ့မျိုးနယ်မှုကိုတိုင်းစင်းပြီးပေါ်တာဆွဲနေတယ်လို့ဒေသခံတွေကဆိုတာပါအဲ့ဒီလမ်းပိုင်းမှာဖြတ်တန်းသွားလာသည်များကားတိုင်းကိုရုတ်ကြားလေးပါလာဆိုပြီးပေါ်ပေါ်ထင်းထင်းစစ်စစ်မင်းမြန်းနေတယ်လို့ဒေသခံတူကပြောပါတယ်ဖြတ်တန်းသွားလာတဲ့ကားတွေပေါ်ကအမျိုးသားတွေပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ် အဖမ်းခံရတဲ့အရေးအတွက်ကိုတော့မသိရသေးပါဘူး။အမျိုးသားလူငယ်တွေပါတဲ့ကားတွေအနေနဲ့အချင်းချင်းလှမ်းတရိပ်ပေးကြဖို့ဒေသခံတွေကစိုးပါတယ်။စကိုင်းတရအစင်းစကိုင်းမြို့အဝင်မှာလဲစစ်တကမကြာခဏပေါ်တာဆွဲဖမ်းဆီးနေရကြောင့်လူငယ်အများစုဖြတ်တန်းသွားလာတာနဲပါသွားတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။သွေးလုံးတုတ်ကွေရသည့်ချိန်မှာချင်းကိုက်မခံရပါစေနဲ့။နေညချင်းထောင်နဲ့အိတ်တဲအလေးအထရှိပါစေ။ အဝတ်အစားကိုလုံလုံခြုံခြုံဝတ်ဆင်ပါချင်ပြေးမဲ့လူစီဖျားစီတွေသုံးပါနေအိမ်ဝန်းကျင်ကိုချင်မပေါက်ဖွားနိုင်အောင်တန်ရှင်းစွာထားပါ